မကက်ရှ်အန်ဗာနီအိန္ဒိယတနိုင်ငံလုံးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဘယ်လိုဖြစ်လာလဲပိုင်ဆိုင်မူပေါင်း100ဘီလီယံနဲ့အတူတူအိန္ဒိယတနိုင်ငံလုံးမှာနံပါတ်1တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်နံပါတ်16ရောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဖြစ်လဲမကက်ရှ်အန်ဗာနီတယောက်ဘယ်လိုမျိုး strategic move တွေ share plan နဲ့ကြုံရင်းယုံရင်းကနေဒီနေ့ဒီအချိန်မှာဒီနေရာကိုဘယ်လိုပုံစံနဲ့ရောက်လာခဲ့လဲဆိုတော့ကျွန်တော်တို့ဒီနေ့ video မှာအသေးစိတ်ရှင်းပြပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CIU channel နဲ့ညီကြိုးစို့လိုက်ပါတယ် ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းအနေကိုကျွန်တော်တို့ဆရာကြီး YouTube channel နဲ့နေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ main channel နဲ့ debut လေးကြည့်ပြီးလို့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်။ဘ ഹു သူတော်တိုးသွားရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါဦး။ Okay ဆိုတော့ January တိတိမသွားခင်ကျွန်တော် market share ငယ်ဖို့အရင်သွားလိုက်အောင်။ မကက်ရှ်အဗန်နီကိုဧပြီ19,1959ရန်မာမှာမွေးခဲ့တယ်။အဖေဖြစ်သူကတော့ကျွန်တော်လူတိုင်းသိပြသားဖြစ်တဲ့ဆရာဆရာကြီးဒီရဘိုင်းအဗန်နီ။အမေနာမည်ကတော့ Cookie လေးပဲ။ဒီရဘိုင်းအဗန်နီကိုကြည့်မယ်ဆိုရင် background ဘာမှမရှိဘဲနဲ့တုံညဘဝကနေတက်လာခဲ့ပြီးတော့ကျွန်တော်ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ Reliance Empire ကြီးကိုတည်ထောင်သွားခဲ့တဲ့သူကျွန်တော်ဒီကိစ္စကိုတော့ဒီဗီဒီယိုမှာတည်တည်ရှင်းပြမနေဘူးဆိုတော့ဒီဒီ revive နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုနှစ်ပုတ်လုတ်ထားပေးခဲ့ပြီးသားရှိရယ် ကျွန်တော် major သူ့ဘဝနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဘလို့ရသူ strategy move တွေသုံးပြီးတော့ဒီနေရာရောက်လာလဲဆိုတော့စိတ်ဝင်စားရဆိုရင်အဲ့ဒါလေးပြန်ကြည့်တယ်ဆိုတော့ Dubai 2002ခုနှစ်မှာတည်သွားပြီးတဲ့နောက်မှာသူထောင်ခဲ့တဲ့ Reliance Industry Limited Company ဟာဆိုရင်ကျွန်တော်စုစုပေါင်း market cap တန်မှု8.5 billion အထိတန်နေဒီထဲမှာ Anthony Mithas ရဲ့ stake က90ရာခိုင်နှုန်းပတ်ချလဲပါရာဖြစ်လို့ Dubai ကမတည်ခင်မှာ4 billion လောက်ထိရှာသွားတယ်ပြောလို့ရတယ် Dubai Anthony တည်သွားပြီးတဲ့နောက်မှာတော့တားနှစ်ယောက်ဖြစ်တဲ့အကြီးကောင် Magash နဲ့အငယ်ကောင် Anil ကနေပြီးတော့ ဒါအဖေထောင်ခဲ့တဲ့ company ကိုကျွန်တော် ventures တွေ setups တွေ split လုပ်ပြီးတော့ share plan နဲ့ကျုံးကြရုံးကြတာအကြောင်းရောနောက်ပြီးတော့ company share စီးအစမတန်ကောက်ပြီးဂျမ်းဖြစ်လာတာအကြောင်းရောသုံးနှစ်အတွင်းမှာ company ရဲ့ valuation ကဘလောက်ထိထောင်တက်လာလဲဆိုရင်55 billion ထိထောင်တက်လာတယ်ဒီပိုင်း channel တော့4 billion သူတည်သွားပြီးနောက်သုံးနှစ်ကြာ2005မှာ55 billion ဆိုတော့10သားလောက်ထိကောက်ခုန်လာတယ်ပြောလို့ရတယ်ဒါလောက်ထိအချိန်ခဏလေးတွေမှာ company ရဲ့အောင်မြင်လာသည့်တိုင်အောင် market နဲ့အန်ဒီညီကိုနှစ်ယောက်ကဘာမှမဖြစ်တဲ့ကျွန်တော်တို့ကိစ္စအသေးမွှားလေးနဲ့ပတ်သက်ပြီးတော့အမြင်မတူတာတွေ ခဏခဏစကားများတာရဲ့အကြောင်းနောက်ဆုံးပိတ်မှာတော့ကြွားပြဲသွားပြီးတော့ကြတော့ဒီအဖေထားခဲ့တဲ့အမွေအားလုံး separate လုပ်ပြီးတော့ကိုလန်းကိုရှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်။အကြီးဖြစ်သူ Macash Anthony ကတော့နောက်ထပ်20ကြာ2025ခုနှစ်မှာဆိုရင်စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး100ဘီလီယံနဲ့တူတူအိန္ဒိယတနိုင်ငံလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဒါကဘာလုံးတိုက်တန်နဲ့ကြည့်မယ်ဆိုရင်18ရောင်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့အနေအထားတစ်ခုကိုရောက်ပြီးတော့ကြည့်ကြည့်တဲ့ချမ်းသာနေ။ဒါမဲ့ကျွန်တော်အငဲကောင်ဖြစ်သူ Anthony ကိုကြည့်မယ်ဆိုရင်သူ့ကိုယ်နဲ့ပြောင်းပြန်ဖြစ်နေတယ်။ အဲသူရတကယ်တကယ်ကျွန်တော်တို့ peak အချိန်တုန်းကတော့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး40ဘီလီယံထိရောက်ခဲ့ပေမဲ့ leverage တဆုံးယူရာ risk တဆုံးယူရာနောက်ပြီးတော့ကျ foundation ကိုခံအောင်မချဘဲနဲ့အပေါ်တက်ပြီးဆိုတဲ့နေ့လိုက်ရိုက်တာတွေကြောင့်နောက်ဆုံးပိတ်မှာတော့ကျွန်တော်ရှိသမျှအားလုံးပြောင်းပြီးတော့ကုန်းကောက်စရာမရှိအောင်မွေးသွားတဲ့အပြင်အခုဆိုရင်အကျိုးရဘလဘွားနဲ့တိုင်ပြောင်းနေဒီ new ကိစ္စနဲ့ပတ်သက်လို့ကလည်းကျွန်တော်ရှိမှလှုပ်ထားပေးခဲ့ပြီးသား video နှစ်ခုရှိတယ်အားလုံး detail ပြောခဲ့ပြီးသားဖြစ်လို့ မေးစရာစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒါလေးပြန်ကြည့်တယ်ကျွန်တော်ဒီမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်ထပ်ရှင်းမနေတော့ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုမှာဘာတွေအသေးစိတ်ဆွေးနွေးသွားမလဲဘာတွေအသေးစိတ်ပြောပြသွားမလဲဆိုရင်ကြတော့ Macash Company တရားဘယ်လုပ်ငန်းတွေ Beverages တွေလုပ်ပြီးတော့ကြတော့ပတ်စံတွေတောက်တောက်လဲဝင်ပြီးတော့အခုလိုမျိုး100ဘီလီယံကျော်ချမ်းသာတဲ့အနေအထားတစ်ခုကိုရောက်လာတယ်ဘယ်လိုမျိုးစောင့်ရဲလမ်းနဲ့ strategic move တွေ planning တွေတုံးပြီးတော့ကြတော့ ပြိုင်ပတန်းကိုရိုက်ဖြုတ်ပြီးထိတ်ဆုံးကနေမင်းမူနေလဲဆိုတာတွေကိုဒီနေ့ဗီဒီယိုမှာသိသိရှင်းပြသွားမှာဖြစ်ပါတယ်။လက်ရှိ Macash Company မှာပတ်စံတောက်တောက်လဲဝင်နေအဓိက main engine string ကိုပြပါဆိုရင်ကျွန်တော်၅ခုရှိမယ်။နံပါတ်၁ကကျတော့ Y2 Chemical ဆိုရဲ Odusi Center လာတယ်။နံပါတ်၂ကကျတော့ Reliance Geo ဆိုရဲ Telecom Center လာတယ်။နံပါတ်၃ကကျတော့ Retail Reliance Ventures ကလာတယ်။နံပါတ်၄ကကျတော့ Digital Technology ။နံပါတ်၅ကကျတော့ New Energy ။ ဆိုတော့ဒီ Saturday နဲ့ပတ်သက်ပြီးတော့တစ်ခုချင်းကိုကျွန်တော်အသေးစိတ်ထည့်ရှင်းပြပေးမယ်။ဒီနေ့ခေတ်မှာ share plan နဲ့ကျန်းရင်တိုင်းကျန်းနေ Reliance ဆိုတဲ့ power house ဖြစ်လာဖို့အတွက်အဓိကလိုရတဲ့ foundation Macash ပဲရရလဲဆိုရင်ရေနံနဲ့ဆိုင်နဲ့ Saturday ရရတယ်။ရေနံနဲ့ဆိုင်နဲ့ဆိုတော့ကျွန်တော်ရေနံတူရမျိုးတော့မဟုတ်ဘူး။ Macash ကဘာပိုင်လဲဆိုရင် ကျွန်တော် Jamnagar Gujarat မှာရှိတဲ့တကဘာလုံးမှာအကြီးဆုံးမှာဆိုရယ် wine refinery ပိုင်းဒီ Reliance refinery ကနေပြီးတော့တရက်တရက်ကို crude wine အလုံးကြီးတသန်းခွဲကျော်အထိ refine လုပ်ပေးနိုင်တယ်။မိတ်ဆွေတို့နားလည်လောင်ပြောပြရမယ်ဆိုရင်တော့ Marrakesh ကနေပြီးတော့ crude wine လို့ခေါ်တဲ့ရေနံစိမ်းတွေကိုကျွန်တော်ဗန်နိုင်ငံတွေကနေ import လုပ်လဲဆိုရင် Russia, Iraq, Saudi Arabia, UAE, US စတဲ့နိုင်ငံအသီးသီးကနေပြီးတော့ import လုပ်တယ်။ဒါတွေကိုကျွန်တော် tankers တွေတင်မောရိုင်းနဲ့တည်ပြီးတော့ကြတော့ဆန္ဒ Gujarat မှာရှိတဲ့သူရဲ့ refinery ကို feed လုပ်ပြီးတော့ကြတော့ ပြန်ပြီး process လုပ်ခိုင်းအခုလိုမျိုးတန့်စင်ပြီး truck လာတဲ့ product တွေဖြစ်တဲ့ diesel petrol jet fuel petrol chemicals sorry apple product တွေကို middle east asia နဲ့တခြားနိုင်ငံတွေတွေကိုပြန်ပြီး export လုပ်တယ်ကျန်တဲ့20%လောက်ကိုတော့သူ့နိုင်ငံထဲမှာပြန်ဖြန့်ပြီးတော့ lorry sector တွေပြန်ဖြည့်ပေးတယ်ဆိုတော့ဒီ sector တစ်ခုတည်းပေါ်ကနေပြီးတော့ market ဘယ်လောက်ထိအကျိုးမြတ်ရနိုင်လဲဘယ်လောက်ထိ profit ထွက်နိုင်လဲဆိုတော့ကျွန်တော်အသေးစိတ်ထပ်ရှင်းပြပေးမယ် ဆောင်းကြပါစို့ mukesh ကနေပြီးတော့ chlorine တပေပါကိုကျွန်တော်တို့ဒေါ်လာ80ဈေးနဲ့ average ဈေးနဲ့ဝယ်လာတယ် average ဈေးနဲ့ import လုပ်လာတယ်ဒီဟာကိုသူ့ရဲ့ refinery set ထဲကိုထည့်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ clarify လုပ်တယ်ပြန်ပြီးတန့်ရှင်းတယ်တန့်ရှင်းပြီးတော့ထွက်လာတဲ့ product တွေကိုတပေပါကိုဒေါ်လာ80နဲ့ပြန်အောင်နေဆိုရင်သူကဒီပေါ်ကနေပြီးတော့10ဒေါ်လာပတ်ချာလဲအမြင့်ကျန်တယ်ဒါမဲ့ကျွန်တော်ပြောတာကျွန်တော်တို့တကယ်တကယ်ကုန်မဲ့ expand တွေထည့်မတွေ့ရသေးဘူးဆိုတော့ expand တွေဘာရှိမလဲစဉ်းစားကြည့်အောင် ကျွန်တော် expand ဆိုရင်ပထမဆုံးအနေနဲ့ကအလုံသမားကလာပြီအလုံသမားကဆိုရဲနေရာမှာ Magashe Refinery ကတကဘာလုံးမှာအကြီးဆုံး refinery သူစောက်ထားတဲ့မြေကကိုထောင်ချီပြီးသုံးထားတာမျိုးဗျာကျွန်တော်အရန်ကျေရန်ကျေဆိုဒီပမာလှုပ်လှုပ်တဲ့အလုံသမားဆိုတာလေထောင်ကန်တန်းလိုတာကျွန်တော်ဒီအလုံသမားထောင်ကန်တန်းကိုပေးရတဲ့လောက်ကလာတာရရှိမယ်နောက်တစ်ခါကျွန်တော်တို့ဒီဆက်ကအများရန် run နေဖို့အတွက်24/7 run နေဖို့အတွက်ကျွန်တော် maintenance တော့ရတာ၄နောက်ပြီးတော့ safety လောက်ရတာနောက်ထပ်တစ်ချက်ကကျွန်တော် electricity bill လို့ခေါ်ရ meter က ဘာလို့လဲဆိုတော့ဒီဆက်ကြီးကိုကျွန်တော်တို့ကအမြဲတမ်း24/7 run နေရတာအမြဲတမ်းဇက်တိုက်ကြီး run နေရတာဖြစ်တဲ့အတွက်ဒါအတွက်300 meter ကရှိဒါမဲ့ကျွန်တော်တို့တစ်ခုကောင်းသွားတာတစ်ခုကကျွန်တော်သူ့ဆက်ကနေပြီးတော့အခုလိုမျိုး purify လုပ်ပြီးနောက်ဆုံး truck လာတဲ့ product တွေထဲမှာဒီလျှက်စစ်အစားတို့ပြန်သုံးလို့ရတဲ့ product တွေပါလာတယ်ဒါမျိုးဆိုတော့ meter ကဘာပြောအနည်းငယ်များတော့တတ်တာမယ်နောက်ပြီးနောက်ထပ်တစ်ချက်ကကျွန်တော်တို့ဒီဆက်တွေကိုအမြဲတမ်း run နေရဖြစ်တဲ့အတွက်မီးလောင်တဲ့ကိစ္စတွေနောက်ပြီးတော့ဝဲဖြစ်တာတွေမဖြစ်အောင်လို့ maintenance လုပ်ရတာကြီးဇက်တိုက်ရှိမယ်ဆိုတော့ developer percent ထပ်ပုံမယ်နောက်ပြီးရင် debug fee debug setter မှာလုပ်နေသူတယောက်တည်းမဟုတ်သူရဲ့တခြားပြိုင်ဘက်တွေ competitors တွေဆိုတော့အများကြီးရှိတယ်ဒီလိုမျိုးပြိုင်ဘက်တွေထဲမှာတောက်ကျင်ရုပ်တယ်ကောင်တွေပါလာခဲ့လို့တခုခုခြေလွန်လက်လွန်လုပ်ခဲ့တယ်ဆိုရင်ဒါတွေအတွက်ဂျိုပြီး cover ဖြစ်အောင်လို့သူကဆောင်းတဲ့ refinery area တခုလုံးကိုဂျိုပြီးတော့ကြတော့ security အပြည့်အဝချထားတာရှိတယ်ဆိုတော့ဒီအတွက် percent ကလည်းတောက်တောက်လေးကုန်လာနောက်ပြီးရင်ကျွန်တော်ဆောင်းတဲ့ import လုပ်တဲ့အချိန်မှာသုံးရတဲ့ shipping ကတွေ export ပြန်လုပ်တဲ့အချိန်မှာတော့ logistics ကတွေဒါအဲ့လည်းအများကြီးရှိမယ်။နောက်ပြီးတော့ကျွန်တော်ပြောတာ market share market ဘယ်လောက်ပဲ Joby Center ဒါတခုခုခြေကျော်လက်ကျော်ဖြစ်ခဲ့သည်ရှိတော့ out of the box truck လာသည်ရှိတော့သူ့အနေနဲ့ percent တခုလောက်ပဲဖြစ်ဖြစ်ပြန်ပြီး recover ဖြစ်အောင်လို့ဆိုပြီးတော့ insurance ကတွေတွင်းထားရတာဘာညာရှိမယ်။ဆိုတော့ကျွန်တော်တို့ total expense တွေပေါင်းလိုက်မယ်ဆိုရင် crude oil တက်ပေပါပေါ်မှာဒါပေါ်တော့ less than 5ဒေါ်လာလောက်အပိုပေါင်းလိုက်ပေါ့။ဒါဆိုရင်ကျွန်တော်တို့10ဒေါ်လာမြတ်တယ်ဆိုရင်တကယ်တကယ် net profit ကဒီ expense မှာနှုတ်ပြီးလို့ရှိရင် ခရိုင်းတက်လုံးကိုကျွန်တော်ငါတော့လာပတ်ကြတယ်မြန်မယ်နောက်ပြီးတော့ကျွန်တော်ကျွန်တော် market share set ကတကဘာလုံးမှာအကြီးဆုံးဖြစ်တဲ့အတွက်တရက်တရက်ကိုခရိုင်းအလုံးကြီးတသန်းခွဲထိ refine လုပ်ပေးနိုင်တယ်ဒါမျိုးဆိုတော့မြောက်ကြည့်တယ်ဆိုတော့ profit ကိုတရက်တရက်တင်သူ့ရဲ့ profit ကကျွန်တော်ဒေါ်လာ6000ကျော်မြတ်တယ်ဒီကကျွန်တော်ပြောတာတရက်အတွက်အမြတ် တလားဆိုရင်ကျွန်တော်ဒေါ်လာ1,290မြတ်မယ်ပြီးရင်တစ်နှစ်စာအတွက်ဆိုရင်3.5ဘီလီယံဝန်းကျင်ထိမြတ်မယ်ဒါကကျွန်တော်ရဲ့ဒါကျွန်တော်ဖြစ်နိုင်တဲ့ calculation ကိုတွက်ပြတာနောက်ပြီးရင်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ deep reserve တုတ်ကြည့်ရဲ့အခါမှာကျတော့2024ခုနှစ်မှာ Reliance ဘက်ကနေပြီးတော့ထုတ်ပြထားတဲ့သူတို့ O2C setup ဘက်က profit setup ရှိတယ်7.5ဘီလီယံထိမြတ်တယ်ဆိုပြီးတော့ report တင်ထားတာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ logical ဖြစ်ချတွက်ထားတဲ့ဟာအထက်ကိုပဲနှစ်ဆလောက်ပိုးမြတ်တယ်ဆိုတော့ဒီဘက် O2C setup ကနေပြီးတော့ market share ပတ်စံမလိုချင်မှဆုံးတတ်တော့လဲကိုဝင်နေတာ ဒါကြောင့်လဲကျွန်တော်ကဒီ Magashe O2C setter ကိုသူ့ရဲ့ ATM cash account လို့ကျွန်တော်သုံးတာကျွန်တော်ပြော Reliance Refinery set ဆိုတာကအိန္ဒိယမှာလည်းကြီးတာမဟုတ်တကမ္ဘာလုံးမှာအကြီးဆုံး US ကကျန်းမာတယ်ဆိုတော့ကွန်ရောင်မှာသူ့ဆက်လောက်မကြီးဘူးဆိုတဲ့အခါကျတော့ဒီဘက်ကနေပြီးတော့တောက်တောက်လေးရတဲ့ပတ်စံတွေကို Magashe နေပြီးလှုပ်ဖို့လိုတာကတခြားထပ်ပြီးရင်းမဲ့ bankers တွေတခြားထပ်ပြီးသူဝင်မဲ့ fee တွေကိုလိုက်ရှာနေရုံပဲဒီဘက်ဒီမှာ reinvest ပြန်လုပ်တာဆိုအဆင်ပြေပြီ မကက်ရှာတဲ့နောက်ထပ် ATM တစ်လုံးကတော့ Telecom Center Bank က2010ခုနှစ်ကစပြီးတော့ Marcus တယောက်သူ့ရဲ့ Odyssey Center Bank ကနေပေးရဲ့ Wine Bank ကနေပေးနေတဲ့ profit တွေတောက်တောက်လဲဝင်နေတဲ့ပတ်စံတွေကိုပြန်ရင်းမှု reinvest လုပ်ဖို့အတွက်ကိုသူ Center အသစ်တွေလိုက်ရှာနေတယ်။အဲမှာသူလိုက်ကြည့်ရင်လည်းကျွန်တော် Telecom ကနောက်လာမယ့်နှစ်အပိုင်းခြားမှာအလားအလာအများကြီးရှိရဲသူသွားပြီးတည်တည်ထားမိတယ်။ဘာလို့လဲဆိုတော့ဗျာ ကျွန်တော်တို့အဲ့2010ဘက်ကြာလဲကိုကြည့်လိုက်မယ်ဆိုရင်အိန္ဒိယနိုင်ငံမှာအင်တာနက်သုံးတဲ့သူကအယောက်1ဘီလီယံကျော်ရှိနေပြီ။အဲ့ဒီအချိန်မှာသူတို့ရတဲ့ internet speed ကိုကြည့်မယ်ဆိုရင် 2G 3G ပဲ။အဲ့ဒါမှကျွန်တော် 1GB လောက် data 300ဘူအရေးကို maybe rupees 300လောက်ဒီပေးဝယ်နေရအရင်များ။နောက်ပြီးရင်ကျွန်တော်တို့ဖုန်းပြောရဲဖုန်းပြောကားတွေပြီး SMS message ပို့ရတယ်ဒါရီဆိုလဲမတရားတောင်းနေဒီကောင်တွေက။သူစဉ်းစားလိုက်တာရှင်းရှင်းလေး။ဆိုတော့အခုလိုမျိုးမှာဒီဘက်ဖီးကလွတ်ကျော်နေတဲ့တောက်ပေါ်များနေဆိုရင်သူဝင်ရိုက်မယ်။ ရှိသမျှ customer base ကိုသူအိတ်ထဲထည့်ပြီးတိမ့်မယ်။သူစဉ်းစားတဲ့ plan လည်းရှင်းတယ်။ဘာလို့လဲဆိုတော့လောလောဆယ် competitors company တွေက 2G 3G အပြိုင်လူပေးနေတယ်။အဲအချိန်သူ company က 4G ပေးမယ်။နောက်ပြန်လောလောဆယ်ဒီကောင်တွေက 1GB လောက် data ကို Ruby 3000 Lian နဲ့ရောင်းနေတဲ့အချိန် market share company အသက်ကနေပြီးတော့ဒီကောင်တွေရောင်းတဲ့ဈေးထက်ကို3-5ဆ6ဆ short ပြီးတော့ကြတော့ customer တွေတထည့်ပေးမယ်။ဒီလိုမျိုးသူတွေးလိုက်တယ်။ဆိုတော့ဒီလိုပုံစံနဲ့သာသူရွှေ့မယ်ဆိုရင်အိန္ဒိယမှာရှိတဲ့ internet သုံးတဲ့ user base အားလုံးနှိပါသူ့အိတ်ကထဲဝင်လာနိုင်တယ်။ဒါမဲ့သူစိတ်ပူရာတစ်ခုပဲ။ဘယ်လိုလဲဆိုတော့ သူကဒီဘက် fee တဲ့ဒီဘက် setter ဝင်လာပြီဝင်လာပြီဆိုတာနဲ့သူ့ရဲ့ competitor ဆိုပြီးရင်ဒီဘက် fee ထဲမှာရောက်နေနေပြီးသားဆရာကြီးဆိုတဲ့ကောင်တွေကသူဝင်လာတာကိုသိမှာပဲသိပြီဆိုတဲ့အချိန်မှာသူရွှေ့တယ်လို့ဒီကောင်တွေလည်းလိုက်ရွှေ့မယ်အဲ့ကျရင်နှစ်ယောက်လုံးက లై ပြိုင်နေရတဲ့ဖြစ်တယ်ကျွန်တော်တို့ဒီဘက် lane မှာဝင်ရွှေ့ရအရင်ကြက်တယ်ဗျာဆိုတော့သူဖြစ်ချင်တာကတော့သူကဒီဘက် fee ကိုမဝင်ဘူးမို့ဝင်မှာဒါပေမဲ့ तू ဝင်တဲ့အချိန်မှာအုံနေချင်းနဲ့ entire ride ဝင်ပြီးတော့ကျတော့ဇက်တိုက်ဝင်ဖြောမှာအဲ့လိုဝင်ဖြောတဲ့အချိန်မှာ ိုဘယ်လိုပြောမလဲဒီ community test တွေတတိထားမိလို့သူ့နောက်ကပြေးလိုက်မယ်ဆိုမရတော့သူတို့ကအရင်ဝေးသွားပြီအဲ့လိုမျိုး scenario တခုကိုသူကဖန်ပြီးကျင်တာအဲအကြောင်းသူဘယ်လိုရွှေ့တာလဲဆိုတော့ကျွန်တော်ထည့်ရှင်းပြမယ်ခုလိုမျိုးသူ telecon setup ဘက်ကိုဝင်ကျုံးမဲ့ကိစ္စကိုဖြည်းဖြည်းချင်းလုပ်နေလို့ရှင်ပြိုင်မဲ့ community test တွေကနေပြီးတော့ဖြတ်လို့ဖြည့်စီလိုက်လို့တဲ့ကိစ္စတွေ နောက်ပြီးသူနောက်ကနေအမီလိုက်လာမဲ့ကိစ္စတွေကိုကြိုပြီးကာလို့ရအောင်ဆရာသမားဒီဘက်ကိုဘတ်ဂျက်ကိုဘုံဘောလောသုံးပြီးတော့ကျွန်တော်ဒီဘက်ဖီးမှာရောက်နေနေပြီးသားဆိုတော့ committed test တွေအားလုံးရိုက်ဖြုတ်ဖို့လုပ်တယ်။ Magash ကနေပြီးတော့သူ့ရဲ့ပတ်စံအများဆုံးရတဲ့ O2C setter ဘက်ကနေသူ့ကိုပေးသမျှပတ်စံနေ profit တွေအားလုံးတပြားမှမသုံးမဲနဲ့ဒီဘက်ကို reinvest ပြန်လုပ်တယ်။နောက်ပြီးရင်ကျွန်တော် Reliance ပိုင်းနဲ့ SS တွေအားလုံး band မှာအပေါင်ထားပြီးတော့ကျတော့ bank loans တွေ PNG loans တွေကြီးရယ်။နောက်ပြီးသူ company ဘက်ကနေပြီးတော့ bonds တွေထုတ်ရအောင်နဲ့ share တွေထပ်ခွဲပြီးထုတ်ရအောင်ပြီးတော့ကျတော့ budget ကိုတောက်အောင်ဖြစ်လိုက်တယ်ကျွန်တော်တို့ဒီ company ရဲ့အတွက်ဘယ်လောက်တောင်ဖြစ်သွားလဲဆိုတော့ဒေါ်လာ35ဘီလီယံအထိ funding အတောင်းသွားတယ်ဆိုတော့ဒီလိုဆိုရတဲ့အခါမှာ mangesh တယောက်က2010ဆရာစားလို့2015ခုနှစ်အထိ9နှစ်တိုင်တိုင်ဒီဘက် telecom fee အတွက်ကိုလိုအပ်မဲ့ကိစ္စမှန်တယ်မြောက်အသေးစိတ် light လေ့လာပြီးရကြတော့ရှောင်းရန်ကောင်းတဲ့ infrastructure နဲ့ foundation ဟိုးအောက်ထဲတွေရအောင်ချရတယ်။တနိုင်ငံလုံးမှာ air လောက်ဖို့အတွက် 4G spectrum license ကို2.7 billion အထိပေးဝယ်တယ်။15 billion ပတ်ချလဲသုံးပြီးတော့ထောင်ချီရဲ့ phone tower တွေနေစောက်တယ်။ Nokia, Samsung ဆိုတဲ့ဆရာဆရာတွေနဲ့ partnership ယူတယ်။နောက်ပြီးတော့ကျွန်တော်အိန္ဒိယတနိုင်ငံလုံးအနှံ့မှာ fiber cable တွေကို share plan နဲ့ light ချဖို့အတွက်ကိုလည်း7 billion ဝန်းကျင်ပြတ်သုံးတယ်။ဒါရင်မကသေးပဲနဲ့ data centers တွေရုံးနေစောက်ဖို့နဲ့တခြား Dolly Moses လိုအပ်တာမှန်သမျှအတွက်ကိုပြင်ရင်းပြီးတော့ဒီအတွက်သုံးဖို့စင်ထားတဲ့ဒေါ်လာ35 billion ဝန်းကျင်အလုံးဖြောလိုက်တယ်။အခုလိုမျိုး9နှစ်ကျော်ကြိုပလန်လာပြီးတဲ့နောက်အလုံး PC သွားတဲ့အခါမှာတော့ September 2016အရောက်မှာ Macash ကနေ Geo ဆိုတဲ့ Telecom Company တခုကို launch လုပ်ခဲ့တယ်။ ဆရာသမားဒီမာရင်မရက်သေးပဲနဲ့သူ့ company ထောင်ပြပေးခြင်းမှာပဲ Geo SIM card ကိုအခုမှစသုံးမဲ့ new user တွေအားလုံးအတွက်ကိုဘာထပ်လုပ်ပေးလဲဆိုတော့ကျွန်တော်တို့6လတတီ unlimited free data unlimited free voice call unlimited free sms ဆိုပြီး6လလုံးအလကားပေးသုံးတယ်ကျွန်တော်ပြောတာ1လမဟုတ်3လလည်းမဟုတ်6လတတီပေးရဆိုတော့ market ဒီလိုရွှေ့လိုက်တဲ့ move က strategy ဖြစ်တယ်မဖြစ်ဘူးဆိုတော့အသာထားအောင်ကျွန်တော်တို့အဲ့အချိန်မှာသူ့ company တက်စီကတော့ ဒီအကွက်ကတော့ဒီကောင်ကိုယ်တည်ရင်းကိုတူးတာပဲ။ဘာညာနဲ့ဝိုင်းဝေပန်းကြ။သူတို့ဒီလိုဝေပန်းနေဆိုရဲမတော့မမအောင်ပဲ။ဘာလို့လဲဆိုတော့ကျွန်တော်ပြောစမ်းစာကြည့်လိုက်။ဒီ Geo Company အနေနဲ့က2010ရာစပြီးတော့သူ infrastructure စတယ်။ဆိုင်ရဆိုင်ရ license တွေလည်းအားလုံးသူလိုက်ဝယ်ပြီးသိနေ။ငါးနှစ်တိတိဒီ company မှာကကျွန်တော်အထွက်ပဲရှိအဝင်တပြားမှမရှိဘူး။ပတ်စံ share ထွက်နေ။ဒါရင်မကသေးဘူးနဲ့ဆရာသမားအခု company ထောင်ပြီးသွားတဲ့အချိန်မှာလည်း6လတိတိထပ်ပြီးတော့တပြားမှမရှိဘူး free pay သုံးမယ်ဆိုတော့ဒီကောင်နေဒီလိုမျိုးဝေပန်းရတယ်ထင်ကြရတယ်ဆိုလည်းမထူးဆန်းပါဘူး။ကျွန်တော်ပြောတာ35 billion လောက်ကလေထဲမှာ ထိုင်ပြီးတော့မီးရှို့လိုက်တယ်လို့အငွေ့ပဲမြင်ရအကုန်လုံးကလေးထဲမှာဒါပေမဲ့လည်း market ကတော့ market ဆိုတော့ဘယ်ကမှတောက်ကြည့်မဆိုင်ပဲနဲ့သူစင်ထားတဲ့ပလန်တိုင်းပဲဆက်သွားတယ်သူလုံးစရာရှိရလို့တယ်ဒါပေမဲ့တခုကောင်းသွားတာတခုကအခုလိုမျိုး market လုံးစရာရှိရဆက်လုံနေရင်းနဲ့ပဲသူ free pay ထားတဲ့ period ဖြစ်တဲ့6လမပြည့်ခင်မှာ geo company ရဲ့ user ကဘယ်လောက်ထိတောင်ထောင်တက်လာလဲဆိုအယောက်တန်းတရာကျော်ထိတက်လာတဲ့အတွက် ကျွန်တော်တက္ကပါလုံးမှာ user ရတာအမြန်ဆုံး telecom company နေနဲ့ပါဆက်ညီတင်သွားတယ်။နောက်ပြီးတော့ဒီလိုမျိုး trial color ပြီးသွားတဲ့အခါမှာလည်း marketch ကနေပြီးတော့ဈေးရုံချက်ချင်းလန်ငင်းကောက်မတက်ဖဲနဲ့ဖြည်းဖြည်းလေးပဲ rate ကို increase လုပ်တယ်။တွေ့ရပြိုင်ဘက်တရားကြတော့ကျွန်တော် 2G 3G ကိုအဲ 1K အတွက်ကို rupee ဒီကောင်နေ300 400နဲ့ရောင်းတယ်။အဲအဲ့တော့ marketch ရဲ့ geo ကကျွန်တော် 4G ပေးတယ်။နောက်ပြီးရင်ဈေးဆိုတဲ့ဒီကောင်နေနဲ့ထပ်ဝင်ပြီးပါခွာပြီးဆင်းရောင်းတယ်။ ျွန်တော်တို့က ruby 100 200လောက်နဲ့ရောင်းမယ်ဗျာဒီလိုဆိုရတဲ့အခါကျတော့ကျွန်တော်တို့က computer desk တွေဘယ်ခံနိုင်ရို့လဲအရင်ကတော့ဒီကောင်ရွှေ့ရဲ့အကွက်ကတောက်ယူကွက်ကိုအသေးရင်းကိုတူရဲကွက်ဘာညာပြောခဲ့ပေမဲ့တကယ်တကယ်ကျတော့6လပြီးသွားတဲ့အခါမှာလဲ mackash ကနေပြီးတော့ဆက်ပြီးတော့ဒီလိုမျိုး rate နည်းနည်းလေးနဲ့ပဲသွားနေရဖြစ်တဲ့အတွက် ရေရှည်မာဒီကောင်တွေက market ကိုရှင်ရိုက်ကဘလို့မှမဖြစ်နိုင်တော့အခုအချိန်မှာတို့က market ကိုပြိုင်ပြီးတော့ရိုက်ဖို့အတွက် infrastructure ပြောင်းမယ်ဆိုင်ရဆိုင်ရ 4G satellite back ကိုဝင်မယ်ဘာညာဆိုရင်အရင်နောက်ကြသွားပြီဆိုတော့ကြဘယ်ပြောကောင်းမလဲကျွန်တော်ပြောအစီအစရာကြီးပါဆိုတဲ့ကောင်တွေအကုန်လုံးက dewali ခံတဲ့ကောင်ခံမခံတဲ့ကောင်တွေကြောက်လဲအရင် company တခုရဲ့ရက်တီလို့ရခဲ့ရဆိုပေမဲ့အခုအချိန်မှာကျတော့ market ကိုပြိုင်ဖိုက်ဖို့အတွက်တို့ကပါဈေးလိုက်ပြီး bottom ထိုင်ရမယ်ဆင်းရမယ်ဆိုတော့ကြတော့ company တခုရဲ့ရည်တည်လို့မရတော့ဆိုတော့ maybe ကျွန်တော်တို့ company နှစ်ခုပေါင်းတယ် company သုံးခုပေါင်းပြီးတော့ market share ကိုပြောင်းရင်ဖတ်ရတယ်ဒီလိုမျိုးဆိုရဲအခါကျတော့ market ကဒီဘက် telecom sector ဝင်ပြီးပြင်းတနည်းမပြည့်ခင်မှာပဲအိန္ဒိယနိုင်ငံ internet သုံးတဲ့ user ထက်ဝက်နီးပါးကိုတွေ့ခဲ့တဲ့ထည့်ပြီးသားဖြစ်သွားတယ်ဆိုတော့ဒီလိုမျိုး strategy နဲ့ပဲ market ကနေပြီးတော့လူတိုင်း limit နဲ့ strategy သုံးပြီးရကြတော့ဒီဘက် sector မှာပါဆရာဆရာကြီးပါဆိုတဲ့ကောင်တွေကိုရိုက်ဖြုတ်ပြီးတော့ဘယင်တက်လို့သွားတယ် the lot of share plan နဲ့အောင်မြင်နေသည့်တိုင်အောင် market ကဒီမှာရက်ဖို့အတွက်အစီအစဉ်မရှိဘူး တကယ်လဲသူချထားတဲ့ grand plan ရဲ့အခုမှ starting phase ပဲရှိသေးတယ်။နောက်ပြီးတော့ market stream ရတခုကအခုလိုမျိုးသူ့အနေနဲ့ဒီ telecom sector တခုထဲမှာပဲဖိပြီးတော့ဒီဘက်မှာပဲ all in ဝင်ကြိုးနေမယ်ဆိုရင်နောက်ပိုင်းမှာသူ့ရဲ့ campaign တွေတည်းကတနည်းမဟုတ်တနည်းရှာပြီးတော့ကြပြန်ပြီး come back လုပ်လာတာတို့နောက်ပြီးရင်သူ့နဲ့လိုက်ပြီးအမီလိုက်လာတာတို့စတဲ့ကိစ္စတွေဖြစ်လာနိုင်တယ်။ဆိုတော့ဒါမျိုးကိစ္စတွေဖြစ်မလာခင်ကတည်းကကြိုပြီးတော့ကာထားလို့ရအောင် market share ဘာတွေထက်လို့လဲဆိုရင် GOTV, GeoCinema, GeoSeven, GeoCloud Geo Academy စာဖီအသစ်တွေမှာအပောင်းဆောင်ထုတ်ပြီးရကြတော့ Geo Super Ecosystem တခုစောက်ပြီးတော့အားလုံးပတ်သိနေဒါရင်မကသေးပဲနဲ့ Geo Mobile Phone ထုတ်တဲ့အခါမှာလည်းလူတိုင်းသုံးနိုင်အောင်အောက်ဆုံးစည်းနဲ့ထုတ်ပေးရဖြစ်တဲ့အတွက် Pyramid Center မှာအောက်ဆုံးရောက်နေတဲ့ Orient Base City ပါဆင်ပြီးသိနိုင်ခဲ့တယ်။အခုလိုမျိုး Macash တဲ့ရော aggressive ဖြစ်ဖြစ်နဲ့ strategic move တွေသုံးပြီးရကြတော့ Telecom Center မှာဆရာဆရာကြီးပါဆိုတဲ့ကောင်တွေကိုမေးမေးပြီးရိုက်ဖြုတ်ရင်းကနေကျွန်တော်2020ခုနှစ်အရောက်မှာတော့ Macash ရဲ့ Geo Company ဟာဆိုရင် ိန္ဒိယမှာရှိတဲ့ internet သုံးတဲ့ user base ရဲ့80%နီးပါးကိုသိမ်းနိုင်ခဲ့ပြီးတော့တနိုင်ငံလုံးမှာနံပါတ်1 telecom operator ဖြစ်ကိုရောက်လာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့တကယ်တကယ် giant companies တွေဖြစ်တဲ့ Facebook, Google, Silver Lake, Abu Dhabi Investment Authority ဆရာဆရာဆရာအကြီးကိုသူ့ရဲ့ Geo Company ရဲ့မှာဒေါ်လာ20ဘီလီယံဝန်းကျင် invest လုပ်တဲ့အထည်ကိုဆွဲဆောင်နိုင်ခဲ့တယ်။နောက်ပြီးတော့2022ခုနှစ်မှာလည်း 5G ကို Geo ကနေပြီးတော့အိန္ဒိယနိုင်ငံလုံးမှာအဲလုပ်ပေးပြီးတော့ Global Trend ကိုအမိလိုက်နိုင်ခဲ့တယ်။ Marquesh တယောက်ဒီလိုပုံစံနဲ့ပဲစတဲ့ကျုံရင်းယုံရင်းကနေပြီးတော့အရင်ကတော့ဒေါ်လာ35ဘီလီယံလို့မီးရှို့ပြီးဖြုံးနေတဲ့ကောင်လို့ဝေဖန်ခံရတဲ့အနေအထားတစ်ခုကနေပြီးတော့ကျွန်တော်ဒီနေ့ခေတ်2025ရောက်မှာဆိုရင်သူထောင်ခဲ့တဲ့ Geo Company က market cap တန်ဖိုးဒေါ်လာ150ဘီလီယံဝန်းကျင်ထိတန်ပြီးတော့ကျွန်တော်တောက်တောက်လေးကိုအောင်မြင်လာခဲ့တယ်။ Geo ဘက်ကနေရတဲ့ profit တွေကို Amazon နဲ့ Flipkart ကိုပြန်ရိုက်ဖို့အတွက် Geo Mart ဘက်မှာ reinvest ပြန်လုပ်တယ်။နောက်ပြီးရင်ကျွန်တော်အပြင်မှာ physical sign တွေဖွင့်ဖို့အတွက်ကို Reliance Retail ဆိုတဲ့ chain အောက်မှာ sign တွေအများကြီးဖွင့်ဖို့အတွက်ကို reinvest ပြန်လုပ်တယ်။ဆိုတော့ Macash အနေနဲ့ကဒီနောက်ပိုင်းမှာじゃတိုင်း push လုပ်စရာမလိုတော့ဘူးဗျာ။ဘာလို့ဆိုတော့ကျွန်တော်ပြောတာက Geo နဲ့အိန္ဒိယတိုင်းနိုင်ငံလုံးက customer base အားလုံးရဲ့ယုံကြည်မှုရောအသင်းလုံးရောတင်ထားပြီးသားဖြစ်တဲ့အတွက် သူအနေနဲ့ဒီနောက်ပိုင်းကိစ္စတွေကအရန်လွယ်သွားပြီ။ဆိုတော့ကြိုက်တဲ့စက်တာဝင်ကြက်တယ်လို့ကြက်တယ်လို့ဖြစ်အကုန်လုံးကဝော့ကွေအောင်မြင်မိတာ။ဒါပေမဲ့မကက်ရှ်ကတခုဘာသွားတွေးမိလဲဆိုရင်နောက်ပိုင်းမှာကျွန်တော်တို့တကဘာလုံးကနေပြီးတော့အခုလိုမျိုးဓာတ်ဆီတို့ဒီဇယ်တို့ပေါ်မှာမိကိုနေရာကိုရက်ပြီးတော့ကြတော့ clean energy ဘက်ကို transition လုပ်သွားနိုင်တယ်သူသားပြီးတည်ထားမိတယ်။ဥပမာပြောမယ်ဆိုကျွန်တော်တို့ solar တို့တခြား energy တို့ရှိမယ်ဗျထားပါတော့။ဒီလို case ဒါဖြစ်လာခဲ့ပြီဆိုရင် market share အများကြီးညံ့နေနိုင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်။ loss ရဲ့ market share က သူ့မှာကျွန်တော်တို့ income stream တွေအများကြီးရှိတယ်မှန်တယ်ဒါပေမဲ့တကယ်တကယ်သူ့ profit အများဆုံးပေးနေဆက်တာ O2C ဘက်ကလာတယ်ကျွန်တော်ထိတ်မှာပထမဆုံးပြောခဲ့တဲ့သူက petroleum refine လုပ်ပြီးတော့ကြာတော့ debt zero တို့ဒါဆိုင်ရဆိုင်ရ jet fuel တို့ဒါမျိုးကိစ္စကြီးပြန်ထုတ်ပြီးရောင်းမိတာဒီ debt zero မှာလူတွေကရှောင်ပြီးတော့ကြ clean energy ဘက်ကိုသွားမယ်ဆိုရင်သူကဒီဘက် center profit တွေကတောက်တောက်လဲရှုပ်ပေါ်မှာဒါတို့သူဂျိုတွေးမိတယ်ဆိုတော့ဒီကိစ္စဖြစ်လာခဲ့တဲ့ရှိတော့ဂျိုပြီးတော့ cover လုပ်လို့ရအောင်သူဘာလုပ်ထားလဲဆိုတော့2020ခုနှစ်ကလေးကဂျိုပြီးတော့ကြာတော့ Reliance Industry Limited RIL အောက်ကနေပြီးတော့ကျွန်တော် clean energy ထုတ်ဖို့အတွက်ကိုစက်ရုံကြီးတွေစောက်ပြီးတော့ကြာတော့ဒေါ်လာ10ဘီလီယံဝန်းကျင်ထိ invest လုပ်ထားတာရှိတယ်။ခုလိုမျိုး market တစ်ယောက်ကပြည်မတ်တွေထက်ကော market ထက်ကောတကွက်မဟုတ်10ကွက်လောက်ကျိုးရွှေ့နေရဖြစ်တဲ့အတွက်သူအသက်ရှင်နေစဉ်ကာလပတ်လုံးကတော့ဒူပိုင်နဲ့ Reliance ကရောသူကို night ကရောကျွန်တော်အိန္ဒိယတနိုင်ငံလို့ပဲထိတ်ဆုံးမှာပဲရှိနေမယ်ဆိုတော့အသေးချာပါပဲဒီဗီဒီယိုကတော့ market share ကဘယ်လိုမျိုး strategy move တွေ planning တွေတုံးပြီးတော့ကြတော့ဝင်သမျှ shutter တိုင်းကပြိုင်မတန်းကိုရိုက်ဖြုတ်ပြီးတော့ကြတော့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး၁၂ဘီလီယံနဲ့တူတူအိန္ဒိယတနိုင်ငံလုံးရဲ့အချမ်းသာဆုံးပို့ကိုဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်တည်းတည်းရှင်းပြသွားတာပဲဖြစ်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုအတွက်ကကျွန်တော်လိုအပ်တဲ့အားလုံးပြောပြပြီးသွားပြီဖြစ်တဲ့အတွက်ထုံးတဲ့တိုင်း Q&A session လေးဆက်လိုက်အောင်။ကျွန်တော် Market Share အဖေ Dubai Embassy ဆိုတာကဘယ်ဘက်ကနေကြည့်ကြည့်အရန် perfect ဖြစ်ပြီးရောအရန်တော်တဲ့ businessman လို့ပြောလို့ရတယ်။အရန်လဲ strategy ဖြစ်တယ်။အရန်လဲအသေးစိတ်တယ်။ဒါပေမဲ့သူတစ်ခုကြံသွားတာပေါ့နော်။သူတစ်ခုလိုသွားတာကြတော့သူမသေးခင်မှာတည်ရန်စာထဲမှာ ဒါမကက်ရှ်ကတော့ဘယ်စက်တာဆက်တာဦးစီးပြီးတော့သူတည်ပြီးတဲ့နောက်မှာဘယ်အပိုင်းနေကိုင်းအန်နီကတော့ဘယ်အပိုင်းနေယူစသဖြင့်ဒါမျိုး split လုပ်ပြီးတော့ကျတိတိကျကျတိတိပပရေးပေးကြတာမရှိဘူးခွဲပေးကြတာမရှိဘူးဒီလိုရင်းကြောင့်တန်ညီကိုနှစ်ယောက်ကဂွားရပြဲပြီးတော့ split တွေဖြစ်ကုန်ပြီးတော့ကျတော့ကျွန်တော်တို့ reliance ကလောစဲလည်းမအောင်မျိုးမဟုတ်ဘူးအောင်မြင်တယ်ဒါမဲ့လို့ကျွန်တော်တို့ဒီလိုမျိုးညီကိုနှစ်ယောက်ကသူ့အနေနဲ့သူပေါင်းပြီးလုပ်မယ်ဆိုရင်ဒီထက်ပိုပြီးတော့အများကြီးဖြစ်ထွန်းနိုင်ကြီးများတယ်ပေါ့ဆိုတော့အဓိကကျွန်တော်သိချင်တာကကျတော့ market share ဒီကိစ္စကိုနမူနာယူပြီးတော့ကျတော့လက်ရှိမှာသူ့မှာသားသမီး၃ယောက်ရှိတယ် အဲသား၂ယောက်နဲ့သမီး၂ယောက်ဒီလိုမျိုး case ဒီလိုမျိုး scenario ထပ်ပြီးတော့တပတ်လည်မလာအောင်သူ့အနေနဲ့ဒီသားသမီးကိုသူ့ရဲ့တည်တန်းသားတွေမှာဘလို့ဘလို့ဘယ်ပုံဘယ်၍ဘလို့ဆက်သွားရမယ်ဆိုပြီးတော့ရှင်ပေးကြတာမျိုးရှိမယ်ထင်လားဒါမို့ဒီတိုင်းပဲသူ့အဖေလှုပ်ခဲ့တဲ့အတိုင်းပဲသူထားပြီးကြစ်ကြစင်မယ်ဆိုပြီးတော့လှုပ်ပေးလိုက်မယ်ထင်လားဘယ်လိုလှုပ်ခဲ့မယ်ထင်လဲပို့အဖေရေကတော့ဒုံးစံတိုင်း humanity မားရယ်မရှိဘူးမိစရို့ဗီဒီယိုမကြုံနဲ့မခွနဲ့အဆုံးနေရအောင်ကြီးနားလေအောင်ကြီးသဘောပေါအောင်ကြီးပြီးတော့ ਆ နဲ့ ိုထင်တဲ့အဖြေတွေကိုဒီ video က comment section တွေမှာမှန်သွားလိုက်ပါ။တယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးလို့ဖွဲ့လဲလို့တိုင်ပင်လို့ရတာပေါ့။အခုလိုမျိုး major own နောက်အတွက်လည်းအကျိုးရှိမယ်။နောက်တစ်ခါဘ ഹു တုတ္တလည်းရမယ်။ဘဝတလန်အတွက်လည်းတစ်ဖက်တလန်အထောက်ကူပြုပေးမယ် content တွေ။ဆရာကြီးတွေဆရာကြီးဘလို့ဖြစ်လာလဲဆိုရင်အပေါ်မှာဘာတွေဖြစ်ရမှန်း live story တွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မေးစွေနေတဲ့ဒီဗီဒီယိုလေးကြည့်ပြီးလို့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘ ഹു တုတ္တတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လောက်သွားလိုက်ပါဦး ားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်